ားလုံးမဲမင်္ဂလာပါရှင်24နှစ်အတွင်းထူရှားတဲ့ပြည်ရင်းပြည်ပါစေဝန်ဆောင်ဖရဲတဲ့တင်းလေးကိုတင်ဆက်ပေးပါတော့မယ်ကျမတို့မြင့်တီကိုပါကလောရှင်ညာရဲ့ထားလန်ပိုင်းမှာရှေးဟောက်ရင်းနှီးဝိတ်တုံးမိရထားနဲ့ပြည့်စုံမယ်ဆိုတဲ့တဲ့ရွေးကောက်ပွဲလုံးမပေးနိုင်ပါကအစိုးရဖွဲ့ကောင်ဆောင်ရာတူမှာနှုတ်ထွက်ရပွဲရှိနေတဲ့တဲ့ငလေလောက်မယ်ဆိုတဲ့တဲ့တွေကြောင့်စံစီများနှစ်ဆခိုင်မြင့်တက်နေတဲ့တဲ့ ်ဆီးရီးရှံပြေဖြစ်ခဲ့တဲ့နာပိုလီနဲ့တို့တိုမီနဲ့အကောင်းဆုံးသမားဆုရရှိခဲ့တဲ့တဲ့ပါပဲအစားရှိတဲ့ပြည်ရင်းပြည်ပါစေဝင်စားပွဲတဲ့တဲ့တွေကိုတင်ဆက်ပေးသွားမှာပါပထမဆုံးအနေနဲ့ပြည်ဝင်သတင်းတပုတ်ကိုတင်ဆက်ပေးကြပါရစေ။ကလောချင်ညာရဲ့ဌာလန်ပိုင်းမှာရှင်းရရည်နေငွေတုံးမိရထားပေးဆွဲမယ်လို့သိရပါဗျ။ဒီသတင်းကိုတော့မြန်တူတူကပေးပို့လာတာပါ။ကြောင်မီသွင်းနဲ့တုံပြူရတဲ့ရှင်းရရည်နေငွေစကောက်မိရထားကိုကလောချင်ညာရဲ့ဌာလန်ပိုင်းမှာပြန်လည်ပြည့်စွဲပေးသွားမယ်လို့သိရပါဗျ။ ၎င်းလထာလမ်းပိုင်းဟာမိုင်80စက္ကန့်ရှိပြီးခရီးစဉ်ဟာအချိန်3နိုင်ကြာမြင့်မှာဖြစ်ကာကြောင်မီတွေ့တန်ကြီး3တန်ခွင့်ကုန်ကြမှာဖြစ်တယ်လို့သိရပါတယ်။လက်ရှိမှာကလောပူရာမှာရှိတဲ့ရင်းနှီးငွေစက္ကန့်3ရှိအောင်မြင့်တာကိုအတွင်းပိုင်းတန်ရှင်ပြီလို့ရှင်နဲ့မြင့်တာအမြင့်တက်တဲ့စီဖို့အတွက်စစ်တုံရှင်နဲ့ပြန်လည်လှုပ်ဆောင်နေဖြစ်ပါတယ်။ ဒါပြင်ရထားပြန်လည်ပြည့်စွဲရန်အတွက်ကလောရှောင်းရေထင်းရေရန်များတိဆောက်ခြင်းဘူရာရှိမှရှိတဲ့တစ်ပင်တင်ကုန်များဖိချရှင်နေခြင်းနဲ့ဘူရာရှိနေရာမှာကတ္တရာနိုင်ခင်ခြင်းစားရလုပ်ငန်းများကိုလည်းလှုပ်ဆောင်လျက်ရှိနေတယ်လို့သိရပါတယ်။ဆက်လက်ပြီးနိုင်ငံတကာဒင်းသဘောကိုတင်ဆက်ပေးခြင်းပါတယ်။ရွေးကောက်ပွဲလုံးမပေးနိုင်ပါကအစိုးရအဖွဲ့ကောင်ဆောင်ရာတူမှနှုတ်ထွက်ရပွဲရှိနေပါတယ်။ဒီတင်ကိုတော့ညင်းကြောင်ဝါပြပူလာတာပါ။ လာမယ့်ဒီဇင်ဘာလမှာရွေးကောက်ပွဲလုပ်မပေးနိုင်မှုဆိုရင်ဘင်္ဂလားဒေ့ရှ်ရဲ့အစိုးရဖွဲ့ကောင်းဆောင်ဖြစ်တဲ့မိုဟာမက်ယူနက်ဆာယာဒူကနေနှုတ်ထွက်ပေးရဖို့အတွက်များနေရလို့သိရပါတယ်။2024ခုနှစ်ဩဂတ်လတုန်းကတက္ကသိုလ်ကျောင်းသားကျောင်းသူတွေရဲ့စန့်ကျင်ဆန္ဒပြမှုတွေကြောင့်ဝန်ကြီးချုပ်ဟောင်းချိတ်ဟာစီနာအိန္ဒိယနိုင်ငံကိုထွက်ပြေးသွားခဲ့ပြီးနောက်မှာမိုဟာမက်ယူနက်ဟာဘင်္ဂလားဒေ့ရှ်စစ်တပ်နဲ့ဆန္ဒပြမှုတွေကိုဥဆောင်ခဲ့တဲ့ကျောင်းသားကောင်းဆောင်တွေကြောင့်ရာရဲ့အစိုးရဖွဲ့ကောင်းဆောင်ဖြစ်လာခဲ့တာဖြစ်ပါတယ်။ အသက်84နှစ်အရွယ်ရှိဖြစ်တဲ့မိုဟာမက်ယူနဲ့ဦးဆောင်တဲ့ရာရဆိုရာဟာလာမယ့်ဒီဇင်ဘာလမှာရွေးကောက်ပွဲကျင်းပပေးမယ်လို့ပြီးခဲ့တဲ့နှစ်တွင်ကကတိပေးခဲ့ပေမယ့်လက်ရှိအချိန်မှာ2028ခုနှစ်ရောက်မှကျင်းပပေးဖို့အတွက်ပြောင်းလဲစီစဉ်လာတာကြောင့်နိုင်ငံရေးပါတီတွေနဲ့ကျောင်းသားကောင်းဆောင်တွေရဲ့ထောက်ခံမှုကြဆင်းလာတွေနဲ့ကြုံတွေ့လာတာဖြစ်ပါတယ်။ဒါပြင်မင်္ဂလာဒေသနိုင်ငံတွေကမြန်မာနိုင်ငံရခိုင်ပြည်နယ်တွေကိုကုလသမဂ္ဂနဲ့နိုင်ငံတကာကကိုယ်ညီထောက်ပံ့မှုတွေပြုလုပ်မဲ့ ဒီစဉ်တရက်ဖော်ဆောင်မှုတွေကြိုးပမ်းနေတာကြောင့်ဘင်္ဂလားဒေ့ရှ်စစ်တပ်နဲ့ထိတိုက်တွေ့မှုတွေပဲဖြစ်ပေါ်လာတာကြောင့်မိုဟာမက်ယူနက်ဆာယာဒူကနေနှုတ်ထွက်ပေါ်ရွယ်ရှိနေတယ်လို့သိရပါတယ်။နောက်ထပ်နိုင်ငံတကာတင်းသဘောကိုတင်ဆက်ပေးကြပါမယ်။ငလင်းလုံးမဲ့စစ်တရင်တွေကြောင့်ဆန်စီများနှစခိုင်မြင့်တက်နေပါတယ်။ဒီတွေကတော့ငင်းကြောင်ဝပြပူလာတာပါ။လင်ကြီးတွေလောက်ခတ်မယ်ဆိုရဲကောလာဟာလာတဲ့တွင်ကြောင့်ဂျပန်နိုင်ငံမှာစံစည်းနှုန်းတွေဟာတနေအတွင်းမှာနှစ်ဆခန့်မြင့်တက်လာကြောင်းဂျပန်ဆိုရအခက်ကြုံနေရလို့သိရပါဗျ ဂျပန်နိုင်ငံရဲ့လက်ရှိစံစည်းနှုန်းတွေဟာစက်တပောင်းကိုအမေရိကန်ဒေါ်လာ35ဒေါ်လာနဲ့ညီမျှတဲ့ယန်း9000အထိမြင့်တက်နေတာဖြစ်ပါတယ်။လက်ရှိငွေလဲနှုန်းတွေနဲ့အနည်းဆက်ဆုံးတွေ့ဆက်ကြည့်မယ်ဆိုရင်စံတပြည့်ရဲ့ဈေးနှုန်းဟာမြန်မာကျပ်ငွေ9000နီးပါးအထိဈေးမြင့်တက်နေရဖြစ်ပြီး2024ခုနှစ်အတွင်းကဖြစ်ပေါ်ခဲ့တဲ့စံဈေးနှုန်းတွေထက်20နီးပါးမြင့်တက်လာခဲ့တာပါ ဂျပန်အစိုးရဟာစံစင်းလုံးတွေကြာစင်စီဖို့အတွက်အစိုးရမှရှိတဲ့အရေးအဆန်တွေထုတ်ရောင်းတာအပြင်တခြားညီလန့်တွေကိုအသုံးပြုခဲ့ပေမယ့်စံစင်းလုံးတွေကြာစင်တာမျိုးမရှိဘဲနဲ့မြင့်တက်လာခဲ့တာဖြစ်ပါတယ်။စံစင်းလုံးတွေမြင့်တက်ရတဲ့အဓိကအကြောင်းရင်းတစ်ခုရှိပြီးအွန်လိုင်းမှာအင်အားကြီးမာတဲ့ငလွန်တွေလှုပ်ခတ်မယ်ဆိုတဲ့ကောလာဟာလတွေကြောင့်မလိုအပ်ဘဲစံတွေကိုအလုံးရင်းနဲ့ဝယ်ယူတာတွေလှုပ်ဆောင်တာနဲ့ယူကရိန်းရုရှားစစ်ပွဲကြောင့်ဂျပန်နိုင်ငံထဲမှာဂျုံဝယ်ယူဖို့ခက်လာတာတွေကြောင့်စံစင်းလုံးတွေမြင့်တက်တာအတွက်အဓိကအကြောင်းရင်းတွေဖြစ်တယ်လို့သိရပါတယ်။ ဆက်လက်ပြီးအာဂဇလင်းတပုတ်ကိုလည်းလက်ခံရရှိထားပါသေးတယ်။စီးပွားရေးရှံပြန်ဖြစ်ခဲ့တဲ့နာပိုလီနဲ့တူတိုမီနီအကောင်စုကသမဆုရရှိခဲ့ပါတယ်။ဒီတင်ကိုတော့ညင်းကြောင်ဝါပြပူလာတာပါ။ကက်ကလီယာရဲ့တင်ကိုအနိုင်ရပြီးစီးပွားရေးရှံပြန်ဆုစုခုနိုင်ခဲ့တဲ့နာပိုလီတင်အတွက်အကောင်ဆုံးရှေ့ဆံမျိုးပြတ်တာခဲ့တဲ့မန်ယူကွင်းလက်ကစားသမားဟောင်းတိုမီနီဟာစီးပွားရေးတနေ့တာအကောင်စုကသမဆုပါရရှိခဲ့လို့သိရပါတယ်။တိုမီနီဟာပြီးခဲ့တဲ့နွေရာသီကမှမန်ယူကနေနာပိုလီကိုပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ တိုမီနီယာနာပိုလီတို့12ဂိုးထိသွင်းယူပေးခဲ့တဲ့အပြင်ပြောင်ပြောင်းတဲ့ရှည်စွမ်းနေကြတနေ့တာအကောင်းဆုံးကစားသမားစုကိုပါရရှိခဲ့တာဖြစ်ပါတယ် ရှယ်စီနဲ့စပါနီပြဟောင်းဖြစ်တဲ့လက်ရှိနာပိုလီနီပြကွန်တီဟာတိုမီနီကိုမိုင်းမကစားခဲ့ရတာထက်ပိုပြီးလွတ်လွတ်လပ်လပ်ကစားတဲ့ပုံစံမျိုးရအောင်ဖန်တီးပေးခဲ့တာကတိုမီနီရှင်ဆန်ပြနိုင်ခဲ့တဲ့အဓိကအကြောင်းရင်းဖြစ်တယ်လို့ကျွမ်းကျင်သူတွေကသုံးသပ်ခဲ့ကြပါတယ်။မန်ယူနဲ့ရှယ်စီကစားသမားဟောင်းဖြစ်တဲ့တိုက်စင်မှုလူကာကူဟာလည်းဆန်နီကိုထိသွင်းယူပြီးနာပိုလီသင်ရှမ်ပီယံဖြစ်ဖို့အတွက်အရေးပါတဲ့နေရာကနေပါဝင်ခဲ့တယ်လို့သိရပါတယ်။ အခုတင်ဆက်ပေးခဲ့တာတွေကတော့မြန်မာရှေ့ရဲ့24နာရီနေ့ကသတင်းတွေပဲဖြစ်ပါတယ်။တချို့အပိတ်ကြပြည်သက်များအားလုံးကျမ်းမာရှင်လန်ကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်။